တော်လည်းဒီမောင်မမများအားလုံးမိကြပါခင်ဗျာကျွန်တော်ဘူဝဆိုတဲ့မြန်မာအင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ရတင်ရောက်နိုင်ငံရေးသူရဲကောင်းများရတစာရင်းကြောင်းကိုမိဆက်ပြပါမယ်ဒီစာအုပ်ဟာဆိုရင်နိုင်ငံရေးကျင်းသားများရှင်းတော်ထဲမှာရေးသားခဲ့ပြီးအပြင်လောကမှာ ခက်ခက်ခဲခဲနဲ့ရောက်ရှိလာတဲ့စာစုတွေကိုစုစည်းပြီးပေါ်ပြထားတဲ့ရတင်ရောက်သူရဲကောင်းများရဲ့ခံစားချက်မှတ်တမ်းစာအုပ်တအုပ်ဖြစ်ပါလေဝမ်းလဲစရာလာကြီးစရာကြီးတာမဟုတ်ညော်လင့်ချက်များအဖြေရှာချက်များပျော်စရာရည်စရာတယောစာများစသဖြင့်အစင်တန်းရှိတဲ့ ရတစာပေများဖြစ်ပါတယ်။အင်္ဂလိပ်ဘာသာပြန်ကိုဖတ်အပြီးမစ္စတာရှောင်းတန်နယ်နိုင်ငံတော်ချန်ပေးပုဂ္ဂိုလ်စီးပွားရေးအထူးပါရမီ Australian Economist and Chief Economic Policy Advisor to State Councillor နဲ့ Mr. Kim Harris ကျွန်တော်ရဲ့လူမှုခေါင်းဆောင်အမေဒေါ်အောင်ဆန်းစုကြည်တားနေတို့ကပြီးတော့မှတ်ချက်များကိုကျွန်တော်လေးစားစွာ We are delighted to have received the following reviews from two of the ardent supporters of our spring revolution The ယခုခေတ်တွင်စိတ်ခွန်အားပေးနိုင်မည်စာအုပ်များစွာရှိပါသည်ထို့အထက်တွင် the prison gate သည်ထိတ်ဆုံးကဖြစ်၏ကလောင်ရှင်များသည် ရက်ဆက်ကြမ်းကြုတ်သောအာဏာရှင်မြန်မာစစ်ကောင်စီလူမဆန်စွာဆက်ဆံခြင်းကိုခံနေရသည့်ကြားမှာပြောင်မြောက်သောတတိခွန်အားကြီးမားသောယူနာတရားဖြစ်ဤရတစာပေများကိုရေးသားဖန်တီးတာလူသားမျိုးနွယ်၏အကောင်းဆုံးရည်သွေးများကိုပေါ်ပြထားပါသည် There are many books out there that promise to be inspirational but the prison gate is the real deal written with great courage and compassion by political prisoners of Myanmar's despotic military regime. These essays contain what is best about humanity, even when its authors confronted its worst. Mr. Shantanaru Mazaru Pajima. Lulu <laughs> <laughs> Gonzalo, Ridon Sensuji, Tapchitu. Mr. Kim Harris ၏အမှားစာကိုဆက်လက်ဖတ်ပြပေးပါမယ်။နိုင်ငံရေးကျင်းသားများ၏စာဆောင်များဖတ်ရင်သူတို့၏အင်အားနှင့်ခံနိုင်ရည်ကိုထူးသတိပြုလေးစားမိပါသည်။တယောက်တည်းအချင်းချချုံနှောင်ခံရသောကျွန်တော်မိမိအတွက်လည်းမျော်လင့်ချက်လေးဖြင့်အားတက်မိပါသည်။မိမိသည်အင်အချင်းချထားခြင်း၁၅နှစ်ခံခဲ့ရပြီ။ခုလိုတယောက်တည်းဖမ်းချုပ်ထားတာ၅နှစ်သေး

I pray for the time when they will be free for peace and democracy in Burma. ဒါအပြင်88မျိုးဆက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သောစမ်းချောင်းဘူဘူမှလည်းခုလိုမျိုးအမှားစာရေးပေးထားပါလေ။ကိုဘူအမှားစာရေးပေးပါလို့ပြောလာတော့စိတ်ထဲကခက်ပြီးတွေးမိလိုက်သည်။ဘိုးတော်ညာဇက်ကဟုတ်ကဲ့လွယ်တကူပြန်ဖြေမိသည်။အကြောင်းရင်းက ကိုလေးစားရတဲ့အချင်းကထောင်ထဲကနေပို့ပေးလိုက်တဲ့စာမျိုးစာအုပ်ထုတ်မူဖြစ်သည်ကိုသိရှိထားတယ်။မငင်းတန်ကောင်းလို့စိတ်ထဲထင်မိရဖြစ်သည်။ခက်တီကကိုကစာပေသမားမဟုတ်ဘူး။အခါမှလဲကို့စာရည်ကိုပုံနှိပ်ဖော်ပြခံရခြင်းလည်းမရှိ။ပြောရရင်စာပေဖြတ်တန်းမှုလည်းမရှိသလိုအမှားစာရေးရလောက်အောင်လည်းကဘာမှမဟုတ်။သို့သောသဘောထောင်အစိုးရထောင်တွေမှာကာလတန်ကြာနေခဲ့ ပေါင်ရင်းခံစားချက်ကိုတိုင်းတာတူတူခံစားလို့ရပြီဒီအတွင်းနဲ့ပဲသူတို့ဆောင်မှုတွေကိုဖတ်ရင်းအရင်ပြင်ကိုကြည့်လိုက်တော့အမောင်တို့ကကြီးစိုးနေပြီဝါးရွက်များကြားကဖြတ်တန်းလာတော့လေတိုက်တယ်သူပဇင်းရှင်ဝဲတံကြီးကြားနေရသည်ကညလေရှင်တေးတပုတ်လိုဘူးအိမ်ပတင်းပေါက်ကကြည့်လိုက်တော့အိမ်ရှိတူကြားမှာကျဲတွေတီးနေသလိုဘူးမြင်နေရသည် လွတ်လပ်တဲ့ကောင်းကင်ထံမှာလာရောက်စိတ်ဖန်တဲ့အပြာကောင်းကင်မှာအဝါလာရောက်ကဖြန့်ချက်ထားသည်မို့ဟုစိတ်ထဲတွေးထင်မိသည်မိမာတော့အေးမြတဲ့စောင်းဦးရဲ့အေးဒဏ်ရင်ရွေးကူကူလေးဖြစ်အသာအရာထိန်းထားနိုင်သည်စိတ်ထင်ရင်ကိုယ်စိတ်ကြိုက်အကန့်အသတ်နဲ့ခြေလမ်းများဖြင့်အင်ဂျင်တို့လမ်းလျှောက်ထွက်ပြီးအကာအယံနဲ့တားဆီးမဲ့ကောင်းကင်ကို စိတ်ကြိုက်ကြီးပွင့်ရှိသည်လက်ဆက်တဲ့လေငင်းရတာခံစားပဲရှိသည်ထမင်းမငတ်ဖူးတဲ့သူဟာစာလောင်နဲ့ဝင်လာဘူးခံစားတတ်ဘူးဆိုသလိုမျိုးအနာအဖွဲ့မခံရဘူးသည်လွတ်လပ်မှုရတာကိုအချင်းကြခံရသူတော့ခံစားနားလေလွယ်ကူပြောရင်စကားလုံးသွားမလားမပြောတယ်တကယ်တော့ ။ထောင်တွင်းနေရများသည်မိတူဇက်သေးကထွက်ကြလာတဲ့နေရတွေလိုပဲ။နေတိုင်းသည်အတူတူပင်ဖြစ်နေသည်။နေစားသူကဒီလူဒီအင်ဂျီဒီစားစားဒီစကားပဲကြားနေရသည်။အဲ့လိုပြင်းဝယ်နေတွေကိုမယုံဖြတ်တန်းသွားကြသည်။ချိုးကထောင်ဝတ်တက်ကတူတင်စားခေါ်ကြသည်။ဤစကားရကိုကျွန်တော်အပြည့်အဝဖောက်ခံပြီးပါသည်။တကယ်တော့ထောင်ဆိုဒီမှာ ကဘာကြီးကိုမိတူဇက်ထဲထည့်ပြီးကြက်ပြားစီဖြစ်အောင်ချုံးပစ်လိုက်တယ်လို့ပဲဆိုပါတော့လူအမျိုးစုံတွေ့ရသည်လူစိတ်အကြောင်းများစွာသိရသည်လောကအကြောင်းများစွာတွေးမိလေးလာမိသည်ဓမ္မအကြောင်းတွေးကြည့်သည်ချိုးကထောင်ကိုလူရှင်မြုပ်သည့်တင်းချိုင်းဆိုကြပြန်လေသည်ထောင်မှာမျက်ရည်ဘူးတွေပြိမ့်နှံ့နေသည်အတန်ထွက်၍ငိုကြသည်အတန်တိမ်ပြီးငိုကြသည် 愿一们出来我家的路，人一不认得路，我家的路，眼睛个边斜，脚高走个偏路，人一不会走，哪样走偏？家房子不，会的。南走到高坡路，八十多米，高台阶，不偏几米样子。你考一下嘛？俺来考一哈，手南关子来，追个吧，手里牵啥老路？ လီယာသည်ထောင်သည်မြေမြုပ်ထားသည်ချိန်ကိုက်မိုင်းကလုံးလေးဖြစ်ပြီးဆိုခြင်းသည်ကိုယ်ပဲလောက်မှန်မှန်ခံဘက်ကကြီးဖြစ်ပြီးသူများစိတ်နဲ့ပို့ကိုမရတာမဟုတ်ပါဘူးချိန်မြွေချိန်နေတွေကကြောင်းလဲသွားနိုင်ထောင်ပိုင်ကြောင်းလဲထောင်မှုချိန်ပြောင်းထောင်ဝါရစိတ်ထကောင်းမကောင်းတဲစီဘာယာစကားထ စသည်ထောင်မှခန့်ထားသည့်ရှင်းသားများဒီပနိုင်ငံရေးတက်ကြပို့ချမ်းမာရေးအတွက်တော့ကကြွရရင်အများကြီးပဲဘာမှမဖြစ်ရင်ဘာမှမဖြစ်ဘူးဖြစ်ရင်လည်းဘာမှမလုပ်နိုင်ဘူးထောင်ချရှင်းသားဆိုတာဘယ်ချိန်ပောက်ကွဲမယ်မှမသိချိန်ကြိုက်ဘုံတစ်လုံးပေါ်ထိုင်နေရတယ်လို့ပြီးပြောချင်ပါလိမ့်ဘုံဆိုလို့ထောင်အာနာပိုင်တွေကဘုံထက်ကြောက်သည့်အရာတစ်ခု ရှိသည်ကိုကြားဘူးပါဘူးဘုံထက်ဘောပင်ကိုကြောက်ကြသည်ဘုံတလုံးကွဲလင်အလွန်ဆုံးပေနေရဝင့်ကျင်ကဒုက္ခပြီးဘောပင်တစ်ချောင်းကကလောင်တစ်ခုကွဲလင်မိုင်းချီပွားဝေးတဲ့လူတို့ဒုက္ခပေးသည်ဟုသူတို့မှတ်ယူကြသည်ထောင်ရင်းကသင်းတွေအပြင်ပေါက်ကြလို့အချင်းဦးစီးညွန်ကျုပ်တီလောက်ပြုတ်ခံခဲ့ရသည်ဒါတကများရှိသည်ထို့ပြင်ထောင်ဒီမတ်ကြောက်တစ်ခုလည်းဖြစ်တယ် ထူးသဖြင့်နိုင်ငံရေးချင်းသားများကိုမူစုပြီးပြောဟန်သည်။ထောင်ထဲကထွက်လာရင်ဖော့ပြောင်းလို့ကြော့ပြောင်းသွားကြသည်ရှိတယ်။ဂျမနီလိုမှာကြော့သွားကြတဲ့လူတွေလည်းရှိတယ်။ဒီခုထောင်ထဲမှာရဲပေါ်များသည်ခက်ခဲများစွာကြားတဲ့ကစာများရေးကြသည်။ရေးသားထားသည့်စာများကိုလည်းခက်ခဲစွာပြင်တို့ပို့ကြသည် တကယ်စာရေးဆရာတွေလိုရေးဟန်တွေးဟန်တွေရှိခြင်းမှရှိနိုင်ပြီတကယ်ပညာရှင်ကြီးတွေလိုအတိကျွဲခြင်းမှကျွဲနိုင်ပြီသို့တော်တေဇာဒီကအခက်ခဲအချက်တဲကြားတဲ့ကအာနာရှင်ကိုရဲရင်ပန်းနဲ့စွာအနိုင်ယူခဲ့တဲ့အသီးအပွင့်တွေတော့ဖြစ်သည်ရေဆိုင်မြေခဲတွေတွန်းထိုးထွက်လာခဲ့နူးညံ့ခြင်းနဲ့အတူဖြူစင်မှုပွင့်နေ ခင်မောင်တို့တချင်းစာသားကိုတွေးမိရင်သူတို့အတွက်မမာစာလေးစူးစမ်းပြီးရေးမည်ဟုစိတ်ကူးပြီးသည်စမ်းချောင်းဘူဘူ27ရက်7လ2023လွတ်လပ်စွာတွေးတော်လွတ်လပ်စွာကြည်ပြောဒီစာအုပ်ဟာတန်တိုင်းနောက်ွယ်ကလွတ်လပ်စွာတွေးတော် လွတ်လပ်စွာရေပျောထားတာတွေကိုစုစည်းထားတာတွေပါယတ္တစာရန်ငယ်ဆိုပေမဲ့ဝိထုတိုလိုလက်ရာလေးတွေလည်းပါနေပါတယ်တန်တိုင်နောက်ွယ်ကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်နေကြတဲ့သူတွေရဲ့လက်ရာတွေဖြစ်ပြီးတီးဖြတ်မှုမပါတဲ့အတွက်လက်ဆက်တလောက်အကျန်းထည်ဆန္ဒတွေလည်းပါနေတာပေါ့ဒါပေမဲ့လက်ရာအလုံးလူလူမှာ လွလွလပ်လပ်တွေးတောပြီးရေးသားထုတ်ဖော်ပြောဆိုထားတာတွေကိုတွေ့ရပါတယ်။တချို့ကိစ္စတွေမရေးချင်ဘူးဆိုပြီးထိန်ချန်ထားတာတွေရှိနေပေမယ့်ခံမှန်းမြင်အောင်နိုင်လောက်အောင်တော့ရေးထားကြပါတယ်။ဒီထဲမှာခိုးတစ်ချိန်ကမြို့ပေါ်ဖြစ်ရက်တွေလက်ရှိအချင်းခံတဲ့ကအနေထားတွေတော်ရက်ကျေးလက်ဖြတ်တမ်းမှုတွေ အမှုပညာအတွေ့အကြုံတွေအဲ့ဒီလိုအစုံပဲပါနေပါတယ်အကြောင်းအရာဆုံးအတွေ့အဆုံးအမြင်ဆုံးကြတဲ့လက်ရာစုစည်းမှုဖြစ်လို့သဘောကျစရာကောင်းပါတယ်ဒီလိုစုစည်းထုတ်ဝေဖို့စီစဉ်ခဲ့ကြသူတွေကိုလည်းချီးကျူးလေးစားပါတယ်တကယ်တော့တော်လန်ရေးကာလပင်ဖြစ်ပေမဲ့အမှုပညာလက်ရာတွေအဆက်မပြတ်ထွက်ရှိနေနိုင်နေတာကို တွေ့ရတာလောက်စိတ်တည်ရှိတာမရှိတော့ဘူးလို့ပြောရမှာပါဘယ်ချိန်ဘလို့အနေထားမှာဖြစ်ဖြစ်တော်လန်ပုံကန်စိတ်ပြင်းပြတဲ့မြမလူအဖွဲ့စည်းဟာတော်လန်ရေးပြီးတဲ့တချိန်မှာရောဒီလိုစိတ်အနေထားမျိုးနဲ့ဘလို့များငိမ့်ချမ်းအောင်တက်နိုင်မှာပါလိမ့်လို့တွေးတက်ကြတဲ့နိုင်ငံတကာကမိတ်ဆွေတွေရှိကြပါတယ်သူတို့ကိုပြန်ပြောပြဖြစ်တာကတော့ အနုပညာရဲ့စွမ်းပကားနဲ့အခန်းကဏ္ဍကိုငြိမ်းချမ်းရေးအတွက်အသုံးချကြမှာပါလို့ပေါ့ဒီဖြီကိုဒီစာအုပ်ဟာတက်တေပြနေတယ်လို့ပါပဲဒီစာအုပ်ထဲမှာမေခုံပေါင်းများစွာရှိနေပေမယ်ခါတီးတဲ့အတွေ့အကြုံပေါင်းများစွာကိုရေးထုတ်ပြောဆိုထားပေမယ်တစ်ချိန်တည်းမှာပဲအဖြေတချို့ကိုလည်းထုတ်ပြထားတာကိုတွေ့နိုင် တွင်းနိုင်ကြမှာဖြစ်ပါတယ်အမုန်းနဲ့တန်တရားတွေထက်ပိုပြီးအပြုတ်တဘောဆောင်တဲ့အဖြေတွေချင်းကမ်းမှုတွေအတွေးအမြင်တွေအတွက်ညမလူထုဟာအစဉ်သစ်ဖြစ်တန်တလောက်ဖြစ်နေကြတယ်ဆိုတာဒီစာအုပ်ထဲကလက်ရာတွေကအဖြေပေးနေပါတယ်ကိုအိုးကိုအိမ်မှာဒါမှမဟုတ်ကြည်ွယ်မျက်ွယ် အီးချမ်းရမှာနေထိုင်နေကြရသူတွေမှမဟုတ်ပဲတန်တိုင်းနောက်ွယ်ကအချင်းကြနေသူတွေစီမှာလူမဆန်တဲ့နှိပ်ဆက်ခွဲခြားဆက်ဆံခံရမှုတွေကြုံခဲ့ရသည့်တိုင်သူတို့ရဲ့နှလုံးသားတရားကိုယ်ထဲကလူသားဆန်ခြင်းတွေကိုစာဖက်သူတွေတွေ့မြင် တွေးတောနိုင်ကြရမှာဖြစ်ပါတယ်တန်တိုင်းနောက်ကမလွတ်လပ်တဲ့သူတို့စီကား လွတ်လပ်စွာတွေးတောလွတ်လပ်စွာရေးပြောထားတာတွေကိုဖတ်ရှုခန်းစားကြပြီးလူသားဆန်မှုအလင်းတိုင်ကိုအလင်းကူးပေးနိုင်ကြပါစီမတိတာစံချောင်း19ရက်17လ2023ဘာသာပြန်သူဤအမှားစာဤ ဘူဝါစာအုပ်တွင်စုစည်းထားသောဆောင်းပါးတို့16ပုဒ်သည်ယုံကြည်ချက်ကြောင့်အာနာရှင်ဤဖန်းစည်းထောင်ချခြင်းကိုခံထားရသောနိုင်ငံ၏အကျဉ်းသားများကလိုက်ကောအကျဉ်းထောင်တွင်၌ရှိစဉ်ရေးသားထားသောစာမူများဖြစ်ပါသည်သူတို့သည်အမျိုးမျိုးသောနှိမ့်ဆက်ထုတ်ချခြင်းကိုခံခဲ့ရပြီး တဦးသောကလောင်ရှင်မှာစစ်ကြောရင်နဲ့ထောင်တွင်းတွင်ရခဲ့ရသောဒဏ်ရာများကြောင့်မကြသေးမီကကွယ်လွန်ခဲ့ရလေသည်ထို့သောအခက်အခဲများကြားမှရေးထားသောထိုစာဆောင်များတွင်ဝမ်းနည်းနာကြီးစရာများနှင့်အတူ ရေစရာများတယောစာများတွေးစရာများစသဖြင့်ယတမျိုးစုံပါဝင်သည် ထို့အပြင် စိတ်တဆဆန်သောစောင်းပါများလည်းပါဝင်၏ SMFC မှတမအားစာမူများကိုအင်္ဂလိပ်ဘာသာပြန်ပေးရန် တောင်းဆိုလာရာမဆိုင်မထွလက်ခံခဲ့တော်လေစိုးရင်စိတ်တော့ဖြစ်မိလေသည်အเจ้าမှာထူးခြားသောတမိုင်းရှိသောကလောင်ရှင်တို့၏လက်ရာများဖြစ်နေခြင်းအပြင်နှင့် သူတို့နဲ့ကိုယ်တိုင်တွေ့ဆုံနိုင်ခြင်းမရှိသေးသောကြောင့်သူတို့ဤအာပေါ်မှ လွဲချော်ခြင်းဖြစ်မိကိုစိတ်ပူမိခြင်းဖြစ်ပါသည်ထို့ပြင်မြန်မာမှအင်္ဂလိပ်ကိုဘာသာပြန်ရာတွင်ဓာတ်ရိုက်တကြောင်းချင်းဘာသာပြန်ရန်အချို့နေရာများတွင်တင့်တော်ချင်းအတိတ်ပဲပေါ်ချင်းမရှိပါသို့တော့မူရင်းဆိုလိုချက်မှမသွေဖယ်စီရန် အသက်နိုင်ဆုံးအတူဆုံးဘာသာပြန်ထားပါသည်သို့သော လွဲချော်မှုများလိုအပ်ချက်များအတွက်ကလောင်ရှင်များနှင့်စာဖတ်သူများအားကြိုတင်တောင်းပန်အပ်ပါသည် SMFC အနေနဲ့ဤစာအုပ်ထုတ်ရာတွင်ကုန်ကြဆင်းလှုပ်ပြီးချိန်ရောင်းရငွေသည်ကလောင်ရှင်များ၎င်းတို့၏မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားများအား ။ကုညီထောက်ပံ့ရာမှာသုံးဆဲသွားမည်ဟု နားလည်ပါသည်။မိတော့ပင်ဖြစ်စေအီစာအုပ်ဖတ်ရှုလျင်ယသဆောင်ခံစားရမည်ဟု ပြောလိုပါသည်။ကျမအာယခုကဲ့သို့ယုံကြည်စွာတာဝန်ပေးခဲ့သည့် SMFCR ကျေးဇူးတင်ရှိပါသည်။အထူးအဖြစ်လူအားညံအားစိုက်ထုတ်၍အချိန်များစွာပေးကအစမအဆုံးတိုင် ်ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ပေးခဲ့သော SMFC မှမိတ်ဆွေအားအထူးလေးစားမိပါသည်ကျမ၏အတော်ဖြစ်သူဒေါခင်အေးဖွင့်ဤအချိန်ပေးကဂယုတစိုက်ကုညီတီးဖြတ်ပြင်ဆင်ပေးခြင်းကိုအထူးကျေးဇူးတင်ပါသည်တူမရီယိုနာလင်းဤကုညီမှုကိုလည်းကျေးဇူးတင်ပါသည်ဤကောင်းအနေဖြင့် ကျမတို့ဤလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ပြောခဲ့တော့တင်တို့ဤလွတ်လပ်ခြင်းကိုတုံ့၍ကျမတို့ဤလွတ်လပ်ခြင်းကိုကူညီပါဟူသောစကားကိုယူ၍အလားတူတိုက်တွန်းလိုက်ရပါကြောင်းမုံမုံကလေးတရက်12လ2024နီဒန်ဤစာဥပ္ပါเจ้าရာ များစုသည်ဟိုတွေ့ဖြစ်ရမှန်များမှာခြေခံရဲ့အထွက်လာခြင်းဖြစ်သည်ထို့ပြင်စိတ်ကူးပုံဖော်ထားသောတွေးမြင်များလည်းပါဝင်သည်ရည်သားသူများစုသည်ယခုမှပင်လက်ရည်စတွေးသူများဖြစ်သည်ထို့တစီ၎င်းတို့သည်ကိုဆွမ်းသလောက်အားထုတ်ရက်ရတာမြောက်အောင်စူးစမ်းပန်းစားရည်သားထားကြသည်ကလောင်ရှင်များ၏ကိုစီရင်ထဲ၌ ကင်းအောင်နေသောမှတ်တမဲ့များကိုအမတ်ရစရာဖြစ်ဤသို့ပုံပေါ်လိုက်သောအခါယခုကျွန်တော်တို့ကင်တွေပတ်ရှုနေသောဘူဝရာသစာရန်ငယ်၍ရှိလာသည်ဘူဝဟုဆိုသည့်အတိုင်းဘူဝအတွင်းရှိဖြစ်ပြက်များဖြင့်ဘူဝအပြင်ဘက်ရှိအကြောင်းအရာများလည်းပါဝင်နေသည်ထို့ကြောင့်ပင်လူသားနှင့်ဘူဝတို့၏ဆက်သွယ်မှုရာသရှင်နဲ့မျိုးစုံ အထုံးတော်ကိုဤရတ္တစာရန်ကြီးများကညှို့ဆူဒိဗ္ဗေဖွင့်ပေးလိမ့်မည်။စာအုပ်၌ပါဝင်သောအကြောင်းအရာချို့လူပုဂ္ဂလသို့မဟုတ်အဖွဲ့အစည်းတစ်ခုခုကိုတမင်ထိခိုက်နှိမ့်နာစေလိုသောသဘောကိုမမတ်ယူစေလိုပဲရတ္တခံစားချက်တက်တက်ဖြစ်နေစီညောစေလိုပါသည်။ဤသည်စီစဉ်သူများ၏မြစ်တာရက်ခံချက်ပင်ဖြစ်သည်အချို့ဆိုရသော 2023ခုနှစ်မြို့ရည်ရင်းချိန်မှစာစီစာကုန်ဝါရဒါစာတန်းငယ်ပြိုင်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ကြသည့်အချင်းသားများ၏စာမှု20ကျော်နှင့်ကောင်းလို့ရရာကိုထုတ်လို့ဝေမျှလိုက်ခြင်းဖြစ်သည်ဘဝဒုက္ခမျိုးစုံကြားအသင်မောပန်းနေသလားဤစာအုပ်ဖြင့်စိတ်အပန်းဖြေရာဝက်လက်ကိုရှိကြည့်ပါဒဝိုက်ကိုအချင်းတော် 2023ဒီမာဇာမျိုးကိုကျွန်တော်ဖတ်ပြပြီးတဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာကြီးမားတဲ့ခံစားချက်တနည်းပြောရရင်ပြင်းထန်တဲ့တွန်းအားတစ်ခုကိုရလိုက်တယ်ကိုခံစားလိုက်ရမှာကျွန်တော်တို့ဒီအားလုံးဟာ စစ်ကြုံစနစ်ကိုတွန်းလှန်နေကြတဲ့အချိန်ဒီနရတန်ရောက်သူရဲကောင်းများပေးတဲ့ခွန်အားကိုလေကျွန်တော်တော်လှန်ရေးဒီပုံမှန်မှများကိုရရှိစေခြင်းနဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ဒီစာအုပ်ကလေးကိုမိတ်ဆက်ပေးရခြင်းဖြစ်ပါတယ်ဒီစာအုပ်ရောင်းရငွေဒီခဲကနေကုန်ကြစီကိုလှုပ်ပြီးရတန်ရောက်သူရဲကောင်းများနဲ့ သူတို့မိသားစုအတွက်လူရန် UK ရှိ Stars of Myanmar Friendship Club ကထုတ်ဝေခြင်းဖြစ်ပါတယ်ဒီစာအုပ်ကိုဝယ်ယူနိုင်တဲ့နေရာတွေကိုကျွန်တော် comment မှာဖျက်ပြပေးမှာဖြစ်ပါတယ်ပေါ်လာရေးအင်အားစုတွေကတစ်စိဝယ်ယူအားပေးနိုင်မှာကြောင်းလဲကျွန်တော်ထပ်လောင်းတည်င်းစကားပါရှင်ပါတယ် ရရတင်ရောက်သူရဲကောင်းများ၏မှတန်းစာအုပ်လေးကိုဝယ်ယူအားပေးပြီးကျွန်တော်လေးစားရတဲ့ရရတင်ရောက်သူရဲကောင်းများဝိုင်းဝန်းစောင့်ရှောက်ပေးကြပါတိုက်တွန်းလိုက်ရပါတယ်လော်လီစာရဲ့တွန်လိုင်းကြီးကိုမတော်မများအားလုံးဘေးကင်းရန်ကင်းအန်ရယ်ကျင်းကြပါစေခင်ဗျာကျွန်တော်ဒေါ်လန်စာဖတ်သူလင်းတွေဥပါ Freedom from fear is the real freedom.